မင်္ဂလာညချမ်းပါခင်ဗျာနေပြည်တော်မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ2025ခုနှစ်ဧပြီလ23ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ခင်ဗျာဒီကနေ့ညနေ6:00နာရီခွဲချိန်တိုင်းထွာရရှိခဲ့တဲ့အမြင့်ဆုံးဘူချိန်များမှာနေပြည်တော်မှာ36ဒီဂရီဆယ်စီယက69ဒီဂရီဖာရန်ဟိုက်ရှမ်းကုန်းမြို့မှာ30ဒီဂရီဆယ်စီယက86ဒီဂရီဖာရန်ဟိုက်နဲ့မန္တလေးမြို့မှာ38ဒီဂရီဆယ်စီယက်100ဒီဂရီဖာရန်ဟိုက်တို့ဖြစ်ကြပါတယ် ီကနေ့ညနေ6:00နာရီခွဲချိန်မိုးလေဝသကြိုးတိုးမှဖမ်းအောင်ရရှိတဲ့ပုံရကပ်ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ဘင်္ဂလားပင်လယ်အရှိတောင်ပိုင်းတို့မှာတိမ်အထင်အထင်ဖြစ်တော့နေပြီးကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ချောင်ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အနှဲငယ်ဖြစ်တော့နေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့ချင်းပြည်နယ်၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မကွေးတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးတင်တောင်များဖြစ်တော့လျက်ရှိပြီးအဆိုပါမိုးတင်တောင်များရွှေ့လျားရနေရတဲ့လျှောက်မှာ မိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကျွတ်ပြစ်ခြင်းလျှက်စစ်လက်ခြင်းနဲ့မိုးတိကျခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ချိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါတယ်။ကြံတိုင်းနဲ့တာချင်းနဲ့ပြည်နယ်များမှာတော့တိမ်အထင်ထက်မှာတိမ်တူထက်နေပါတယ်။မြမပင်လေပြင်းမှာလှိုင်းအထင်အထင်ရှိပါမယ်။လှိုင်းမြင့်မှာမြမကန်ရန်တျှောင်းနဲ့ကန်းလုံးပင်လေပြင်းတို့မှာငါးပေမှာရှစ်ပေခန့်ရှိနေပါတယ်။မနှက်ပြန်မွန်တက်ချိန်ထိခက်မှန်းချက်များအနည်းငယ်ကတော့ အေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်တို့မှာနေရာအနှံပြကချင်ပြည်နယ်၊ကယားပြည်နယ်၊ပဲခူးတိုင်းဒေသကြီး၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာဆက်ဆက်စကိုင်းတိုင်းဒေသကြီးအပိုင်းမန္တလေးတိုင်းဒေသကြီးနေပြည်တော်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကျကျနဲ့စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းချင်းပြည်နယ်၊မကွေးတိုင်းဒေသကြီးနဲ့ရခိုင်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးတစ်ချုံရွာပါမယ်။နေပြည်တော်နဲ့ဤတော်ဝိုင်မနက်ဖြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်မှာ တည်ရင်တက်တဲ့ဖြစ်တော့ပြီးဗုဒ္ဓချုံ၍နေရာကွက်ကြားမိုးရပါမယ်အမြင့်ဆုံးပုချိန်မှာ38ဒီဂရီဆဲဆီယက်69ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးပုချိန်မှာ24ဒီဂရီဆဲဆီယက်85ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်ရန်ကုန်မြို့နယ်နေတဝိုင်မနက်ဖြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်ပါလေတည်ရင်တက်တဲ့ဖြစ်တော့ပြီးဗုဒ္ဓချုံ၍နေရာကွက်ကြားမိုးရပါမယ်အမြင့်ဆုံးပုချိန်မှာ37ဒီဂရီဆဲဆီယက်88ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးပုချိန်မှာ24ဒီဂရီဆဲဆီယက်85ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ် န္တလေးမြို့နယ်နေတဝိုင်မနက်ဖြန်အတွက်မိုးလေဝသအခြေအနေခံမှန်းချက်မှာတရင်တက်နေဖြစ်တော့ပြီးမိုးတက်ချုံ၍နေရာကွက်ကြားမိုးရနိုင်ပါတယ်။အပြင်ဆောင်ပူချိန်မှာ39ဒီဂရီဆယ်စီယက်တရားနှစ်ဒီဂရီဖာရင်ဟိုက်နဲ့အနေဆောင်ပူချိန်မှာ28ဒီဂရီဆယ်စီယက်82ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ်။နောက်နေ့အတွက်ခံမှန်းချက်ကတော့ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊မကွေးတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊နေပြည်တော်၊ရှမ်းပြည်နယ်၊ကယားပြည်နယ်၊ပဲခူးတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာဆက်စိတ်မှာနေရာအနှံပြမိုးတချုံရွာပါမယ်။အချိန်ကမဟုတ်မိုးရနိုင်မြစ်တတိပေးချက်ဒီကနေ့မြန်မာစံတော်ချိန်စက်ခွန်30နာရီချိန်တိုင်းထွာချက်များအရာအနောက်ဘက်မှာရွေလျားလာတဲ့လေပွေလမ်းများရဲ့အချိန်ချောင်း၎င်းအရှိတ်ဘက်မှာရွေလျားလာတဲ့လေပွေလမ်းများရဲ့အချိန်ချောင်း၎င်းအပူပြန်တဲ့တိမ်များဖြစ်ထွန်းမှုအကောင်းချင်းကြောင့်၎င်းဒီကနေ့ညနေမှာ18ရက်4လ2025ရက်နေ့အတွင်းသကိုင်းတိုင်းဒေသကြီးနဲ့ကချင်ပြည်နယ်တို့မှာနေရာကျကျနဲ့ ဒီပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမခွေးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာဆစ်စိတ်မှာနေရာအနှံပြားမိုးတချုံရပြီးအချို့ဒေသများမှာနေရာကွက်၍မိုးကျနေပါတယ်အကြံပြုချက်ထို့ဖြစ်ပါ၍ပြည်သူများအနေဖြင့်အချိန်ကမှမိုးရခြင်းနဲ့အတူလေပြင်းများတိုက်ခတ်ခြင်းမိုးတိတ်ချုံခြင်းမိုးကျပြစ်ခြင်းလျှက်စီးလက်ခြင်း မိုးသည်ကြွေခြင်းနဲ့မြေပြိုခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နေမှာသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေခင်ဗျာ။